ဒီဘီဘီရုံးမြင့်တန်ကြားပြည်သက်များခင်ဗျာအဒီနေ့မှာတော့ကျွန်တော်တို့မြန်မာပြည်မှာငလျင်ဒဏ်ကြောင်းပေါ့နော်စစ်ပိုင်းဆိုင်ရာကြီးခန်းစားရနေကြရတဲ့မြန်မာပြည်သူတွေပေါ့နော်မြန်မာပြည်သူတွေအတွက်ကိုဒါဆောင်ရန်ရှောင်ရန်တွေပေါ့နော်ဂရုပြုကြရတယ်ပြောကြားပေးဖို့အတွက်ကျွန်တော်တို့ဒေါက်တာမိုးကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျာဒေါက်တာမိုးနဲ့ကျွန်တော်တို့ဒီစစ်ပိုင်းဆိုင်ရာကြီးဖြစ်တတ်တဲ့ဘောဓဘာဝတွေငလျင်ပြည်မှာဖြစ်တတ်တဲ့ဘောဓဘာဝတွေဒါတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ျမ်းမဒေါက်တာမိုးခမအနေကောင်းပါရဲ့လားခမဟုတ်ကဲ့ကောင်းပါရဲ့ရှင်ဟုတ်ကဲ့ပါအခုလိုလာရောက်ပြီးတော့ပြောကြပေးတာကျေးဇူးတင်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ဒီငလျင်ကြီးဖြစ်တယ်ပေါ့နော်ငလျင်နေပါဖြစ်ပြီးရင်စိတ်ပိုင်းဆိုင်ရာတွေခံစားရတာပဲအခုကတော့ခလေးသမားကွန်ပြင်းထန်ငလျင်ဖြစ်တော့လေစိတ်ပိုင်းဆိုင်ရာတွေခံစားရမယ်အဲ့တော့ဒီငလျင်ကြီးပြီးမှလေဟိုဘလူမျိုးပေါ့နော်စိတ်ပိုင်းဆိုင်ရာခံစားမှုတွေအဲဖြစ်ပေါ်နိုင်ပါတယ်ခင်ဗျ 7.7 richter scale ရှိတယ်ဆိုတော့ magnitude အပြင်တအားကြီးရပေါ့နော်ကြီးတယ်လို့ပြောလို့ရတယ်ပုံမှန်ဆိုရင်တော့မှဒီ earthquake ဆိုတဲ့ဟာကကျမတို့ဒီပြင်းထန်တဲ့ disaster အုပ်စုထဲမှာပါတယ်ပေါ့နော်အဲကျမတို့လူတယောက်အတွက်လူသားတွေအတွက်ဆိုလို့ရှိရင် major trauma လို့ပြောတဲ့အဲပြင်းထန်တဲ့ဖြစ်ရပ်ဆိုးတွေဆိုတဲ့အုပ်စုထဲမှာပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲကမှာ7.7 richter scale ရှိတယ်ဆုံးရှုံးမှုတွေတိုက်ဆုံးမှုတွေလည်းအများကြီးရှိတယ်ထောင်နဲ့တောင်နဲ့ချီတဲ့ အဲလူတွေထိခိုက်တယ်ရရတယ်ပြေဆုံးမှုတွေရှိတယ်အဲမြို့နယ်တွေလည်းအများကြီးထိတယ်ဆိုတော့ဒီဒီ loss တွေကိုကျမတို့ကတစ်ပြိုင်တည်းတစ်ချိန်တည်းမှာအဲလူအများကြီးကခံစားလိုက်ရတာဖြစ်တဲ့အတွက်အဲကျမတို့ဒီလူအများကြီးရဲ့စိတ်ပိုင်းဆိုင်ရာအဲရုပ်ပိုင်းဆိုင်ရာအဲဒီရုပ်ဝတ္ထုပိုင်းဆိုင်ရာအများကြီးမှာတရားမှုတွေရှိတယ်ပေါ့နော်ဆိုတော့အဲအဓိကအားဖြင့်ကျမဒီမှာပြောပြခြင်းနဲ့ကျမတို့အဓိကရင်ဆိုင်ရမယ့်ပြဿနာပေါ့နော်ဒါကဘာဖြစ်မလဲဆိုတော့အဲအခုလက်ရှိကျမတို့ ငလျင်ပြပြချင်းမှာအဲဖြစ်ခဲ့တဲ့ဒီတလအတွင်းပေါ့နော်အဲ့ဒီမှာကျမတို့ဒီချိန်ခိုက်လိုက်ရတဲ့လူတွေအနေနဲ့အရင်ဆုံးစိတ်ပိုင်းဆိုင်ရာအဲဆိုးရွားတဲ့တုံ့ပြန်မှုတွေကိုကျမတို့ရင်ဆိုင်ရဖို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီလက္ခဏာတွေကဘာလို့ဖြစ်မလဲဆိုတော့အရင်ဆုံးကျမတို့ဒီဒီဖြစ်ရဆိုးကြီးကိုကျမတို့ကမမျှော်လင့်မနေရင်ဆိုင်လိုက်ရတယ်အဲဘေးနာကကျမတို့ဒီမိသားစုဝင်တွေ အဲပိုင်ဆိုင်မှုတွေဒါတွေအကုန်လုံးကရုပ်တရက်ကြီးပြောက်ွယ်သွားတယ်ဆုံးရှုံးလိုက်ရတယ်ဆိုတော့အဲ့ဒီခါကိုကျမတို့ဒီလူကလူရဲ့စိတ်ပိုင်းဆိုင်ရာပြန်ပြီးတော့အဲဒီဒီပြန်ပြီးတော့ဒီ adjust ပြန်လုပ်ဖို့ပေါ့နော်သူရဲ့ဒီကြမ်းကြမ်းခံနိုင်တဲ့အားကိုရုပ်တရက်ပြန်တည်ဆောက်ဖို့အရင်ကမှပဲခက်ခဲတယ်ပေါ့နော်ဆိုတော့အဲ့ဒီခါမှာကျမတို့ခန္ဓာကိုယ်ကနေပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာအဲ stress လို့ပြောရဲစိတ်ဖြစ်စီမှု ကတုံ့ပြန်တဲ့ဟာကအញ្ញံကိုပြင်းထန်တယ်ပြင်းထန်တော့လူတယောက်အနေနဲ့ဘယ်လိုလက္ခဏာတွေဒီဟာကိုအပြသနိုင်တယ်လဲဆိုလို့ရှိရင်လူတွေက ဒီကနေ့အတန်းကိုခံစားလိုက်ရတဲ့လူတွေကအများအိတ်မပြောဘူးဒီဖြစ်ရဲ့ဆိုကြီးကိုတစ်ခါတလေလဲမြင်ဆန်မြင်ရောင်နေမယ်တစ်ခါတလေလဲအဲတစ်ချိန်လုံးမလုပ်နေသလိုမျိုးခံစားရမယ်တကယ်လဲ after shock တွေကတော့ရှိကောင်းရှိမယ်ဒါပေမဲ့အဲမရှိလဲပဲလူကလိုနေညအိတ်လိုက်ပြီးဆိုတာနဲ့ဒီဟာကြီးကပြန်ဖြစ်လာတယ်ငနေကြီးကလှုပ်နေတယ်ဒါမျိုးတွေကိုကျွန်တော်တို့စက်တိုက်ခံစားရဖို့ရှိရဲအဲပြီးတဲ့ခါကျရင်လူတွေကအဲ ဒီအစိုးအစိုးအနှောက်ပြတဲ့လက္ခဏာတွေပေါ့နော်ဥမာမလုံချင်ဘူးမကင်ချင်ဘူးမစားချင်ဘူးအစားအသောက်လုံးဝမစားချင်တော့ဘူးအဲဆိုတော့အဘေးနားလူတွေအစိုးဆုံးတစ်ခုကဘာဖြစ်မလဲဆိုတော့ကျမတို့ပုံမှန်ဆိုရင်မိသားစုလေးတွေကတယောက်ကိုတယောက်ဖေးမကြတယ်ကြည့်ရှုကြတယ်ဒါပေမဲ့အဲ့လိုမျိုးဖေးမကြည့်ရှုနေမိသားစုအသက်အဝါရုတ်တရက်ပြိုကွဲသွားတယ်ပေါ့နော်တချို့ဆိုရင်အဲတမိသားစုလုံးဒီထဲမှာသက်ဆုံးဆုံးသွားတယ်ကိုတယောက်ပဲကျန်တယ်ဆိုတဲ့ခါကျတော့ဘေးနားကနေဖေးမကူညီပေးမဲ့ အဲအတိုင်းဝိုင်းလေးကပျက်စီးသွားတယ်ဘောနော်ဆိုတော့ဒီဟာမှာကိုယ်ကိုပြန်တိဆောက်ဖို့အတွက်အဲကအရင်ခက်ခဲတယ်ဘောနော်ဆိုတော့အဲ့ဒီမှာတယောက်တည်းရှင်းတန်ရတာမျိုးတွေရှိတယ်အဲ့ဒီအတွက်အထီးအစိုးရအထီးခိုက်ဆုံးအုပ်စုလေးကြီးနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒီအသက်ငယ်တဲ့ကလေးတွေပေါ့နော်ဒီ12နှစ်အောက်တွေ14နှစ်အောက်တွေဒါမှမဟုတ်ရင်လည်း10ကျော်သက်တွေပေါ့နော်အဲ့ဒီအုပ်စုတွေနောက်တစ်ခုကကျတော့အသက်ကြီးတဲ့အုပ်စုတွေပေါ့နော်ဥမာအဲ60ကျော်တန်းနေသူတို့ကတော့ပို့ပြီးတော့ ရင်းထန်တဲ့လက္ခဏာတွေကိုခံစားရဖို့ရှိတယ်။ဘာမှဆိုတော့သူတို့တွေကိုအဲဘေးနားမှာအကူအညီပေးမှပေးမယ်မိသားစုဝင်တွေရှိတယ်ဆိုရင်တော့သူတို့ရဲ့ဝေဒနာတွေတတ်တာဖို့ရှိမယ်။တကယ်လို့များမရှိခဲ့ဘူးဆိုရင်အဲကျွန်တော်တို့သူတို့တွေအတွက်ကိုပို့ပြီးတော့စဉ်းစားပေးဖို့လိုလာမှာပေါ့နော်။အအသက်အရွယ်ငယ်လူလက်ပိုင်းတွေမှာလည်းဒီတက္ကနာတွေမရှိဘူးတော့မဟုတ်ဘူးသူတို့လည်းရှိနိုင်တယ် သူတို့မှာသူတို့ရဲ့ဆုံးရှုံးမှုနဲ့သူတို့ရဲ့ဒီခံစားရတဲ့ဒီဝေဒနာရုပ်ပိုင်းဆိုင်ရာလည်းရှိမင်းအဆုံးရှုံးသွားတဲ့ရုပ်ဝတ္ထုပစ္စည်းတွေအတွက်ပြန်ပြီးတော့တိဆောက်ရမယ်သူတို့ဘဝလမ်းကြောင်းဓာတ်တွေအတွက်ကိုသူတို့အများကြီးစိတ်ဖြစ်ခြင်းမျိုးတွေရှိလာမယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာဒီမှာဆော့ဆော့ကျွန်မပြောရဲဒီတလအတွင်းခံစားရတဲ့စိတ်ဝေဒနာပေါ့နော်အာအင်္ဂလိပ်လိုပြောမယ်ဆိုရင် acute stress reaction လို့ပြောမယ်အဲသူကရုပ်တရက်ဆုံးရှုံးမှုရဲ့အနောက်မှာကပ်ပါလာတဲ့အဲစိတ်ဖြစ်ခြင်းမျိုးဝေဒနာတွေပေါ့နော်ဒီမှာလိုအဲ အကျဉ်းချင်းပြောမယ်ဆိုရင်ဆိုအဲ့ဒီအဲ့ဒီဝေဒနာခံစားရပြီဆိုတဲ့အချိန်မှာကျမတို့ဒီစိတ်ပိုင်းဆိုင်ရာအကူအညီဆောင်ရှောက်တဲ့အဖွဲ့တွေအနေနဲ့သူတို့ကိုအာအကူအညီဖေးမပေးဖို့လိုလာတယ်ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာအာကိုနားလေတဲ့လူတွေဒါမှမဟုတ်ရင်လည်းသူတို့ကနေပြီးတော့မှအာအတူတူလက်တွဲပြီးတော့ရိုးရိုးဒီအာဆက်ဆက်ချင်းမှာအကူအညီတွေတွားပေးတဲ့အုပ်စုတွေအာပရာဟိတအဖွဲ့တွေဟိုဒီ အာဒီရင်းဒီပါပေါ့နော်ရောက်လာကြမယ်ဒီ first responder အုပ်စုတွေပေါ့နော်အဲကျမတို့လေ့လာကြည့်မယ်ဆိုရင်ကျမတို့နိုင်ငံမျိုးရောက်လာတဲ့ဒီစင်ကာပူအာအုပ်စုတွေတခြားနိုင်ပြပလာတဲ့အခွဲတွေမှာဆိုရင်ကျမတို့ကြည့်မယ်ဆိုရင်တို့ထိတိဆောက်ထားတဲ့ unit လေးတွေရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျမတို့စိတ်ပိုင်းဆိုင်ရာအတွက်ပေးမဲ့အုပ်စုတွေလည်းပါလာခဲ့တာတွေ့ရမယ် အဓိကအဖြစ်ဆိုရင်အဆိုက်ကီယက်ထရစ်စ်ဒါမှမဟုတ်ရင်ဆိုက်ကောလော်ဂျစ်စ်ဒါမှမဟုတ်ရင်ကောင်ဆယ်လာဒါမျိုးလူတွေကျမတို့နှစ်ယောက်သုံးယောက်ထည့်ထားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီဟာကသူတို့တခါတည်း package လိုက်ပေါ့နော်ဒီဒီလိုမျိုးလူတွေဒီလိုမျိုးလက္ခဏာတွေပြလာပြီဆိုရင်သူတို့ကအဲ့ဒီလူတွေအတွက်တခါတည်း support ပေးဖို့တခါတည်းကူညီထောက်ပံ့ပေးဖို့အတွက်ပါလာတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလက္ခဏာတွေကိုကျမတို့သတိထားပြီးဒီတစ်လအတွင်းမှာအာမြန်မာလိုပြောမယ်ဆိုရင် စိတ်အဲစိတ်ပိုင်းဆိုင်ရာရှေးဥဒနာပြုလုပ်ငန်းပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကျမတို့ပေးတန်းရဖို့လိုတယ်ဆိုတော့ဒီဟာကကျမတို့နောက်တစ်ခုဘာကိုကာကွယ်ခြင်းလဲဆိုရင် PTSD လို့ပြောမဲ့နောက်ပိုင်းပေါ့နော်ဒီတလလွန်သွားလို့မှဒီလက္ခဏာတွေခံစားရတာညော့နေသွားတာမရှိဘူးပို့ပို့ပြီးဆိုးလာရင်ဆိုရင်နော်ကျမတို့ကြိုတင်ပြင်ဆင်ထားဖို့နောက်ထပ်စိတ်ဝေဒနာတစ်ခုဖြစ်တဲ့ PTSD Post Traumatic Stress Disorder ဒါမျိုးတွေကိုညီခံစားရဖို့ရှိလာပေါ့နော်ဆိုတော့အဲ့ဒီခါကျရင်နော်အဲကျမတို့ ဒီပို့ပြီးတော့မှဟိုဟိုအပိကူညီမှုတွေအများကြီးကျမတို့ဆက်ပြီးသွားရဖို့ရှိတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်ဒီလူတွေကဒီ PTSD ဝေဒနာကိုလာပေါင်းများစွာတချို့ဆိုရင်နှစ်ပေါင်းများစွာအထိဖန်သားပြီးတော့မှအသက်ရှင်သွားကြရတာ၄အမ်ဒီဝေဒနာကြီးနဲ့ပဲသူတို့သွားရဖို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုကျမတို့မဖြစ်အောင်ဝိုင်းပြီးတော့လုပ်ပေးကြရဖို့လိုပါတယ်ရှင့် ဟုတ်ကဲ့ခင်ဗျအခုပြောတဲ့ပုံစံတိုင်းဆိုရင်တော့ဒါအတော်ကြီးကိုကြောက်စရာကောင်းတာပေါ့နော်ဟိုကုသမှုမပေးဘူးဆိုရင်ပေါ့ဟိုကျွန်တော်တို့ကုသမှုလို့ပြောတာတဲ့ကိုလေဘယ်လိုကောင်းမလဲသူတို့ဖေးမတာတို့ကုညီတာတို့ပေါ့နော်စေပိုက်ဆိုင်ရာညာအထောက်ပံ့မပေးဘူးဆိုရင်ပြဿနာရှိနေတာပေါ့နော်အဲ့ဒီခါကျတော့ဟိုဒီဖြစ်လာနိုင်တာတော့အများကြီးပေါ့နော်စိတ်ကြတွေစိတ်ကြွတွေမျိုးစုံပေါ့ဟိုဘယ်လိုမျိုးပေါ့ဟိုယောဂနီးနဲ့ပြောရင်တော့ဘယ်လိုမျိုးကုစားပေးမလဲဆိုတော့ပြောလို့ပရာဟိတာတို့အစိုးရပိုင်း ဲ့လိုပေါ့မိသားစုတို့ကရောဟိုဒီလိုမျိုးဖြစ်နေတာတွေကိုဘယ်လိုပုံစံမျိုးနဲ့ကုသသွားရင်အကောင်းဆုံးလဲခင်ဗျအဲဟုတ်ပြီအဲ့ဒီမှာကျမတို့ဒီလိုမျိုးတွေကြုံခဲ့ကြပြီပေါ့နော်အဲ့ဒီမှာတစ်ခုရှိတာကအခုဆရာမပြောသလိုပဲဒီစိတ်တွားတာတွေစိတ်ကြတာတွေဒါတွေကအကုန်လုံးဒီမှာလဲပတ်သက် သူစပြောရဲကျမပြောတာလက္ခဏာမျိုးစာနှစ်ခုရှိမယ်ပေါ့နော်အဲဒီ acute stress reaction အဲကနေဆက်ဆိုးလာရင် PTSD ဒါပေမဲ့အခုကျမတို့နိုင်ငံမှာဖြစ်နေတာဆရာတို့လည်းသိတဲ့အတိုင်းပြဿနာပေါင်း16000ပေါ့နော်ဒီကျမတို့အဲနိုင်ငံရေးပြဿနာတွေရှိတယ်လက်နက်ကိုင်ပြဿနာတွေရှိတယ်စစ်ပွဲတွေရှိတယ်ပေါ့နော်ဆိုတော့ဒီဟာတွေအကုန်လုံးကပေါင်းပြီးတော့မှလူတွေစိတ်ချေနေတာငကို original ငကိုဒီဖြစ်ဖြစ်ကြီးမဖြစ်ခင်ငလျင်ဖြစ်ဖြစ်ကြီးမဖြစ်ခင်ကလေးက ကောင်းနေတာမဟုတ်နေဘူးเนาะကောင်းနေတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီအဖြစ်ရဆိုးကြီးကထပ်ပြီးတော့မှအာကိုဆိုးစေတဲ့ဟာမျိုးဖြစ်တယ်ဘောเนาะဆိုတော့ကျမတို့အနေနဲ့ PTSD ဝင်ခဲ့တယ်ဆိုရင်တော့မှ PTSD ရိုးရိုးမဟုတ်ဘူးကျမတို့ complex ပြောတယ်ပိုပြီးရှုပ်ထွေးတဲ့အဲလက္ခဏာမျိုးဘောเนาะဆိုတော့အဲ့ဒီမှာဆိုရင်စူးစွားဆရာတို့ပြောတဲ့စိတ်ကြွတာတွေစိတ်ကြတာတွေစိတ်ဖိစီးတာတွေ anxiety depression ပိုပြီးတော့ဆိုးမယ်ဆိုရင် anxiety မှာဆိုရင်ကျမတို့ဒီ panic ဘောเนาะလူလူရဲ့အာ လုံးဝစိတ်ကိုကွန်ထိန်ချုပ်လို့မရနိုင်တော့တဲ့အခါကျတော့တုံ့ပြန်မှုတွေကအများများပြီးတော့အာ panic ဖြစ်တဲ့ဟာမျိုးပေါ့နော် panic disorder တွေဒါမျိုးတွေအာရှိတယ်ပေါ့နော်ဖြစ်နိုင်နေနောက်တစ်ခုကကျတော့ MDD depression မှာဆိုရင် MDD major depressive ပေါ့ဒါဆိုရင်ကျမတို့ဘယ်လောက်ထိသွားနိုင်လဲဆိုရင် suicidal thought တွေဝင်လာမယ်ကိုကိုကိုတတ်သေးဘူးကိုကိုကိုဒုက္ခကိုကိုကိုနာကျင်အောင်လုပ်ချင်တဲ့လုပ်နိုင်မဲ့အဲဟိုဟာဖြစ်နိုင်ခြေတွေပေါ့နော်မြင့်တက်လာတယ်ပြီးရခါကျတော့ ဒီဒီထပ်ပို့ပြီးတော့မှစိတ်ကိုမထိန်ချုပ်နိုင်ဘူးဆိုရင်အနာလူတွေကိုလည်းရံပြူတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာဒီဒီလိုနောက်ဆက်တွဲတွေကိုလည်းလူတွေကခံစားလာနိုင်ဖို့ရှိတယ်ဆိုတော့အဲ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့ကချုံပြီးတော့ complex ခြေနေပေါ့နော်ဆိုတော့ကုသမှုကုသမှုတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီဟာကိုဖိမဖို့ဒီဟာကိုဖြည့်ရှင်းဖို့ဝိုင်းပြီးစူးစမ်းကြမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အဲဘယ်ယောဂါရဲ့ဘယ်ယောဂါရဲ့လို့ကျွန်တော်တို့ကလိုက်ပြီးနည်းနည်းတက်နေဖို့ ထက်ကိုဒီဟာတွေအကုန်လုံးကိုခြုံပြီးတော့မှကျွန်တော်တို့ဘယ်လိုကြည့်ကြမလဲအဲ psychotherapy လို့ပြောတဲ့ဒီစကားပြောပေးခြင်းပေါ့နော်နားထောင်ပေးခြင်းအဲ့ဒီအလုပ်တွေကိုကျွန်တော်တို့ကဝိုင်းလောက်ကြတာကိုရှိတယ်အဲဒီသူတို့ကိုဒီ counseling ပေါ့နော် counseling လို့ပြောတဲ့အဲသူတို့ပြောတာကိုနားထောင်ပေးမယ်အဲဒီနေ့ဘယ်လိုမျိုးဒီနေ့တတိယဒါရှင်တန်းတဲ့အချိန်မှာဘယ်လိုအခက်အခဲတွေကြုံရလဲဆိုတာမျိုးပေါ့နော်ဒီမိခွန်းလေးတွေနဲ့အဲကျမတို့တို့ကမဲပြောချင်တာရှိရင်နားထောင်ပေးဖို့ရှိတယ် ဲဒါမျိုးတွေပေါ့နော်ကျမတို့အဲ့ဒါတွေကိုအရှင်းရှင်းအဲလှုပ်သွားကြဖို့ရှိရဲလှုပ်လှုပ်သွားကြဖို့လိုအပ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီလိုမျိုးဒီ psychotherapy နောက်တစ်ခုကကျတော့ဒီကမှပို့ပြီးတော့ဆိုးလာမယ်လက္ခဏာတွေကကျမတို့တချို့တွေကဆိုလို့ရှိရင်တို့ရဲ့ဒီတို့ရဲ့ feeling တို့ရဲ့ခံစားချက်တွေကိုထုတ်ပြီးတော့ပြောလို့မရှိဘူးပြောလို့မရှိပဲねတို့ကဆိုးဆိုးကပြောတဲ့တယောက်တည်းခံစားရတာပေါ့နော်ဆိုတဲ့အခါကျတော့ MDD တို့ဒီဒီ suicide thought တွေဝင်လာကိုကိုကို အနေနဲ့ပေးမဲ့ဟာမျိုးတွေဝင်လာတယ်ဆိုရင်ဘယ်သူမှလည်းပြောမနေတော့ပဲမြင်အဲသူတို့တခါရဲလုတ်သွားတာမျိုးတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကိုလည်းကျမတို့က preventive prevention ပေါ့နော်ဒီကာကွယ်ရေးချက်တော့ကကြည့်ပြီးတော့မှအကဲဖြတ်ကြဖို့လည်းလိုတယ်ပေါ့နော်ဒီလိုမျိုးလက္ခဏာတွေဆိုလို့ရှိရင်မြင်နေပြီဆိုလို့ရှိရင်ကျမတို့ဘယ်လိုဘယ်လိုများဒီဟာတွေကိုဒီ tag လုပ်မလဲဆိုရင်အဲဒါတွေကိုကျမတို့အဲ သွားရဖို့ရှိတယ်အဲ့ဒီလိုမျိုးအလုပ်တွေကိုလုပ်ဖို့ဆိုတာကျွန်မတို့အစိုးရတွေလည်းပါဝင်ဖို့လိုတယ်ပေါ့နော်အစိုးရတွေကစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုအဲတိတိကျကျနဲ့ဒီဘလူလူတွေကိုတော့အဲခန့်ဘလူလူတွေကိုတော့ဘလူပြောမလဲပညာရှင်အနေနဲ့ပါပါဝင်စေမယ်ဘလူလူတွေကိုတော့ဒီဒီ budget ပေါ့နော်ဆိုရဲဒါမျိုးတွေကိုကျွန်မတို့ချိတ်ဆက်ပြီးတော့မှသူတို့ကအကောင့်ထဲပေါ်ပေးဖို့လိုတယ်ပြီးတဲ့ခါကျရင်ကျွန်မတို့ဒီပညာရှင်ပိုင်းနေရာရောဘလူမျိုးလက္ခဏာတွေကိုကျွန်မတို့ကသိအောင်အမြဲဆုံးဒီလိုမျိုး ခံစားလိုက်ရတဲ့လူတွေရဲ့အုပ်စုတွေထဲမှာဘယ်လိုလူမျိုးတွေဘယ်လိုလက္ခဏာမျိုးတွေပြနေပြီလဲဆိုတာကိုသွားရောက်ပြီးတော့မှအဲရှာဖွေမယ်ပြီးတဲ့ခါကျရင်လိုအပ်တဲ့ဒီဒီစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုပေါ့နော်တကယ်တော့ရိုးရိုးရှင်းရှင်းပါပဲရှေးဥဒနာပြုစုစိတ်ပိုင်းဆိုင်ရာရှေးဥဒနာပြုရဲဆိုတာတိတ်ပြီးတော့မှခက်ခဲလောက်တယ်မဟုတ်ပါဘူးလူတိုင်းလည်းလုပ်လို့ရတယ်ဒီကျမတို့လူတွေကလူပဲ အချင်းချင်းဖေးမှပေးတာတောင်းလျှောက်မှုအရင်ကြီးလာတဲ့လူတွေကိုကျမတို့ကလိုက်ရှာဖို့ကမခက်ခဲပါဘူးဆိုတော့အဲ့ဒီလူတွေနောက်ကိုကျမတို့ကလိုက်ပြီးတော့မှအဲဒီအလုပ်တွေကိုလုပ်ပေးဖို့လိုတယ်ပေါ့နော်သူတို့ကိုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုစကားပြောပေးဖို့သူတို့လိုအပ်တဲ့သူတို့ချိတ်ဆက်ချင်တဲ့ဟာတွေကိုချိတ်ဆက်ပေးဖို့ဒါတွေကိုကျမတို့လုပ်ပေးဖို့လိုပါတယ်တိတိယောက်ယောက်တစ်လအတွင်းမှာပေါ့နော်အဲ့ဒီလိုမျိုးလုပ်ပေးခြင်းအဖြစ်ဆက်ဆော့ကျမတို့မလိုလားအပ်တဲ့နောက်ဆက်တွဲတွေကိုကျမတို့ကာကွယ်နိုင်မယ်အဲ ငွေအများကြီးကိုကျွန်တော်တို့ကယ်တင်နိုင်မှာဖြစ်ပါတယ်။ဟိုပရဟိတတွေရောဒီဘာတွေလုံးတင်လဲပေါ့နော်ဟိုပုဂ္ဂလိကလောကကြီးကူတဲ့အဖွဲ့တွေရာလေဥပမာပြပိပိနာစီရာလည်းရှိနေတယ်နော်အဲအဲ့ခါကျတော့အဲ့ဂျားရဲရောက်ဘလို့များလေးတွေလှုပ်ဆောင်နိုင်မယ်ခင်ဗျပရဟိတဒီစိတ်ပိုင်းဆိုင်ရာလာပြီးမျက်သိဆွေးနွေးတဲ့အဖွဲ့တွေအနေနဲ့ပေါ့ဟုတ်ကဲ့ရှင်အဲကျမတို့ဒီအဲ့ဒီအဲ့ဒီအပိုင်းကလည်းတကယ်ကိုအရေးကြီးပါတယ်ကျမတို့နိုင်ငံအများသောအားဖြင့် အပြီးခဲ့တဲ့ဒီ disaster တွေမှာကြည့်ရင် nagis မှာဆိုလဲပဲကျမတို့ကိုထူကိုထအသွားခဲ့ရတယ်ပေါ့နော်အအစိုးရဘိုင်းရဲ့ထောက်ပံ့မှုကတိတ်ပြီးတော့မခံစားရဘူးအရှေ့ကိုကြုံမြင်ပြီးတော့စီစဉ်ထားတဲ့ဒီ system တွေပေါ့နော် social support system တွေပေါ့ဒီလူမှုကူညီမှုအစနစ်တွေပေါ့နော်အဲ့ဒီဟာတွေကလည်းကျမတို့စီမှာရှိမနေဘူးပေါ့နော်ဆိုတော့ကိုထူကိုထကျမတို့လူတွေကပြည်သူတွေကလောက်ကြရတယ် ဆိုတော့ social support ကိုကျမတို့ဘယ်ရည်ကြလဲဆိုရင်ဒီပရဟိတအဖွဲ့တွေရဲ့အားကနေယူရတယ်ပေါ့နော်အရင်တော့ဆိုရင်ကျမတို့ဒီရက်ကွက်တွေမျိုးတွေမှာကျမတို့အချင်းချင်းပူးပြီးပူးမာတဲ့အဖွဲ့တွေရှိတယ်ပေါ့နော်လူငယ်ဆိုရင်လူငယ်အဖွဲ့တွေလူကြီးဆိုရင်လူကြီးအဖွဲ့တွေအာလူငယ်ဆိုလဲလူလက်ပိုင်းဆိုလဲလူလက်ပိုင်းအဖွဲ့တွေပေါ့နော်နောက်တစ်ခုကကျတော့ကျမတို့ဒီ interest group လို့ပြောတဲ့အဲဒီအမျိုးသမီးအဖွဲ့တွေအဲဒါတွေရှိတယ်ပေါ့နော်အဲ့လိုပြောတဲ့အခါမှာကျမတို့ ဒီအဖွဲ့တွေပဲခြီးပြီးတော့လူမရှိတဲ့အဖွဲ့တွေကိုပြောတာမဟုတ်ဘူးပေါ့နော်တကယ်ဒီထဲထဲဝင်ကြီးကျမတို့ပရာဟိတစိတ်နဲ့လုပ်နေကြတဲ့အဖွဲ့တွေပေါ့နော်အာဒီနိုင်ငံတော်ကဖွဲ့ဆိုလို့ဖွဲ့ထားပြီးတော့မှဟိုရောက်မလာတဲ့အဖွဲ့တွေမဟုတ်ဘင်းနဲ့တကယ်ထဲထဲဝင်ကြီးကျမတို့ဒီလုပ်နေတဲ့အဖွဲ့တွေရှိခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအဖွဲ့တွေကိုကျမတို့ပြန်ပြီးတော့ချိတ်ဆက်ဖို့အာဆောင်ရွက်ကြဖို့လိုတယ်အခုချိန်မှာအာဒီဖွဲ့တွေကတကယ် community ထဲမှာတကယ်ရဲရွာထဲမှာလုပ်နေကြတဲ့ eh, uh, poi arrivo. No?